ဆေးဘုံမှာအလကံပေးရတတောင်းသားတောင်းအလကံမရတခုခုတူဆိုးပြမလားကပြမလားပုံဆွဲပြမလားတခုလုတ်ပြပြီးမှပေးရစင်ကာပူမှာအလကားယူခြင်းသိမ့်မထည့်ရင်များအာချောင်းပြီးတော့ပြီးအလကံမပေးရအောင်တော့ထောင်းနှစ်နှစ်တတောင်းသားတောင်းအလကံပေးလို့မရစပွဲတို့ဝိတာဆိုပြီးတစ်မန်နီပေးလို့မရတကဘာလုံးမှာတစ်မန်နီတားထားတာဆေးဘုံနိုင်ငံမှာရှိအမေရိကန်တောင်းတစ်မန်နီပေးလို့ရ TIB တစ်မန်နီနည်းနည်းမဆိုးသလောက်လေးပို့ရလေရော့ကွာမင်း50ဟိုတပြားတောင်မပေးရဘူး အတူတူဘဝရတာတွေပါလေသွားလူမယ်မို့လားအနည်းဆုံးဟိုကတစ်ရှူလေးဖြစ်ဖြစ်သူပြန်ပေးတယ်ဘဝရရစာအလကားမရဘူးဆိုတဲ့ဟာကိုဒီဇယက်ကိုတွန်းထားတာတော့2009နဲ့2010ကျတော့တပည့်တော်တို့တပည့်တော်တို့ကဝင်းနေတာကြာပြီတော့အခုကျတော့အများကြီးနောက်ရောက်ကွာပြောလို့တော့မရရှင်လို့တော့မရတော့အဲ့မနေ့ကတပည့်ပြောတယ်ဟလောင်ဘေးတခုတည်းရဲ့ဝင်းငွေကစင်ကာပူထက်ကျော်တော့သူရဲ့အခင်ချင်းကြီးကအားပြင်စင်တာတပည့်နဲ့ကြိုးစားတယ်လူတိုင်းကြိုးစားတယ် လူတိုင်းချိုးစားဒုရနိုင်ငံမပြင်းအောင်တင်းထားမပြင်းအောင်တင်းဒုရနိုင်ငံငပြင်းနေငပြင်းနေနော်ဟိုဘုန်းကြီးတွေလည်းပြင်းတယ်စင်ကာပူမှာတပည့်တို့သွားတယ်ဥပဒေတွေတို့သွားတယ်ရှင်မြဒုရနိုင်ငံရောက်ပြီဆိုရင်ရှင်မြတို့အရင်ဆုံးကတ်ဆုံးကတ်ပြီးတော့လူဝယ်လေးတွေလူတယ်မို့လားစင်ကာပူမှာမရဘူးရှင်မြတို့ရွတ်တရားဖက်တရားအရင်ရွတ်အလုတ်လုတ်ပြီးမှသူကလူတာအဲဘုန်းကြီးလူတာဆိုအဲ့ပြန်သွားတာအမဆိုရတော့ရီရိုကဟိုကော်ဖီလေးတစ်ခွက်တောက်တယ်ဗျာနော် ော်ဖီတစ်ခွက်တောက်တာ၈ဒေါ်လာဆိုပါတော့အဆင်5ဒေါ်လာ၂ဒေါ်လာပို့တယ်။ဇွဲတို့လေးကကိုဒေတာမို့လို့တို့မဟုတ်တနားစရာကောင်းလို့တို့မဟုတ်ကိုစိတ်ပေးကြင်လို့ဆိုပြီးတော့အဲကြံတဲ့၂ဒေါ်လာကိုပေးခဲ့တယ်ပေါ့တစ်မန်နီပေါ့အပူငွေလေးပေးအဲ၂နှစ်နှစ်ထောင်ချမှာတော့ဆေးဝင်မအလကံပေးရတောင်းသားတောင်းအလကံမရတခုခုတူဆိုးပြမလားကပြမလားပုံဆွဲပြမလားတခုလုတ်ပြပြီးမှပေးရစင်ကာပူမှာအလကားယူချင်သိမ့်မထဲရှင်များအာချောင်းပြီးတော့ပြီအလကံမပေးအောင်တော့ထောင်နှစ် တရောင်းသားတော်လည်းကပေးလို့မရစပွဲတို့ဝိတာဆိုပြီးတစ်မန်နီပေးလို့မရတကဘာလုံးကတစ်မန်နီတားထားတာသေဝင်နိုင်ငံပဲရှိအမေရိကန်တော်တစ်မန်နီပေးလို့ရ TIB တစ်မန်နီနည်းနည်းမဆိုးသလောက်လေးပူရလေရောက်ကမင်း50 50တော့တပြားတော်မပေးရအဒီမျိုးတို့ဘဝရိုက်တာတွေပါလေသွားလူမယ်မို့လားအနည်းဆုံးကတီရှူးလေးဖြည်းဖြည်းသူပြန်ပေးတယ်ဘဝရိုက်အစားအလကားမရဘူးဆိုတဲ့ဟာကိုဒီဇယက်ကိုသွင်းထားတာတော့ အလုံးနှစ်ဆလောက်ရမယ်လီကွမ်ယူကပြောတယ်အလုံးနှစ်ဆလောက်ရမယ်ငွေနှစ်ဆသူ့ရမယ်အစိုးရသူ့ပေးပဲ10နှစ်နေအိမ်ရနေတရားရနောက်10နှစ်နေကားရအဲ့ဒီတိုင်စုခဲ့တာအဲ့ဒီတိုင်စုခဲ့တာစင်ကာပူမှာလေစင်ကာပူဆာကြီးတက်ကြီးရောက်တဲ့ခါပြီးရင်ဒီတော့ပြတိတ်ကောင်းတာပဲဒီတော့လေ့လာတယ်သူတို့နိုင်ငံကြီးဘလူးကြီးဆိုတာကြီးသူအားကြနေတာဘဘလူးလုတ်ခဲ့တာဆိုတာသူကကြည့်တော်တော်များများဘလူးကြီးဖြစ်သွားမှအားကြဘလူးလုတ်ခဲ့တာဆိုတဲ့အောင်သိဝင်သားအောင် ကိုကိုတိုင်လည်းအဲ့ဒီလောအောင်ဖြစ်စင်မှမပါဘူးလို့ထင်တယ်အဲ့ဒါဆိုတော့ဟိုလူတွေသာသုံးမကြလို့ဒီလူသာသုံးမကြလို့ဖြစ်ကုန်အဲ့ဒါတပြည့်တို့လက်ထက်သူများအသုံးမကြတာရှောက်ပြောနေလို့မရဘူးဟုတ်တယ်မလားအဲကိုဘလောက်အသုံးကြလဲတပြည့်တော်တော့ဒါအခွင့်အရေးလိုပဲမြင်နေဗျာဒီလိုခစ်သုတ်ခစ်ယုတ်ကြီးခစ်ပြက်ကြီးတဲ့ရောက်နေတယ်ဒီလိုတော့အခွင့်အရေးပဲအလုတ်လုတ်ဆရာပို့ရခစ်ကြီးကောင်းနေဆက်ကြမင်းပေါ်နေတယ်ချင်းအရှင်များတို့ brighter လုတ်ချင်လို့ရမရဘူးအကုန်လုံးဆင်ပြေးနေရအဲ့ဒါဆိုတော့ရရင်တဲ့တက်သည့်ရှိတဲ့ပုံကိုယ်တွေဟာ နော်ธรรมတတိနာသူ့ရဲ့အစွမ်းမလားကိုထုတ်ပြခြင်းနဲ့ဆိုတဲ့အခက်ခဲတွေကိုချိန်ခေါ်မှုတွေကိုအမြဲတမ်းလက်ခံလေးရှိဖျားလောင်းရဲ့စိတ်တွေကိုရိုးရိုးစဉ်းစားရမယ်ဂိမေအေကေနတိန်နေနဗုရိတေနธรรมတတိနာငါလိုယောက်ျားကောင်းတယောက်ရှိတာဆိုတဲ့အဲ့ဒီတိတ်ကိုရှင်များတို့မွေးရတပြိတော့အကြီးကြီးတွေပြောနေရမုန်းတော့ဟိုအကြီးကြီးတွေဘာဖြစ်ဖို့ညာဖြစ်ဖို့မစင်းသားနဲ့ကိုဝင်းချင်းမှာကိုလူလူတူတူဖြစ်အောင်လုပ်နိုင်ရပြီအဲ့ဒီဘုန်းကြီးတွေကကိုဝင်းချင်းမှာကိုကောင်းအောင်လုပ်ပြီဆိုတော့ဒီလိုနိုင်ငံသာသနာရောနိုင်ငံရောကောင်းတယ် အခုအဲ့လိုမလုပ်ဘူးအဲ့လိုလုံနိုင်တဲ့သူအရေးအတွက်နဲနေလို့မှန်လားဗျာနော်ဒါရှင်များတို့ပြန်ဆန်းစစ်ဒီလိုရှင်များတို့ဒီလိုပြောရမယ့်ယုံဖို့တစ်ခါမှမတောင်းဆိုဘူးရှင်များတို့ဆန်းစစ်ရနော် analysis လုပ်ကြည့်လို့ရဒါတပည့်တော်မြင်နေရလို့ရှေ့တခေါ်မျောကြည့်နောက်တလန်ပြန်ကြည့်တမိုင်းတင်တယ်ဆိုတာရှေ့ကိုမြင်နိုင်တယ်မြတ်ကျိုးမြင်ရအဲ့မြင်တဲ့အခါကျတော့နောက်ကသင်္ကန်းသားတွေပြန်ယူပါနောက်မှာဘာတွေအနေကျရှိတယ်ဘာတွေလိုအပ်ချက်ရှိတယ်နောက်မှာတော်ခဲ့တဲ့သူတွေဘယ်လိုလဲတပည့်တော်ပြောတယ် မြန်မာဘရင်တွေကိုအမြဲတမ်းအသုံးမချဘူးလို့ထင်အောင်နိုင်ငံရေးသမားတွေပြောကြတယ်ဆိုင်းရေးဆရာတွေရေးကြတော့နိုင်ငံတကာမီဒီယာတွေကနေပြီးတော့ဟိုဟွာလေးတရားလေးဖတ်ပြီးတော့လူတွင်ကျယ်လှုပ်ချင်ကြတဲ့အခါတွေပြီးတော့မြန်မာဘရင်တွေမတော်ဘူးလားတော်လို့မြန်မာပြည်ဒီကနေ့ထိနေနိုင်ခဲ့တာပေါ့တော်ခဲ့တဲ့သူတွေရှိလို့ပေါ့အနော်တာမင်းရဲ့ကောင်းဆောင်မှုဒါလည်းသာအုပ်ထွက်တယ်ဆရာကြောကြောလိုင်းရေးတယ်ဘရင်တော်ရဲ့ကောင်းဆောင်မှုအလောင်းမင်းရဲ့ကောင်းဆောင်မှုတော်အုပ်ထွက်တယ် အဲ့ဒီကောင်းဆောင်မှုတွေဒီရောလေ့လာတဲ့အခါအနွယ်ထားကောင်းဆောင်မှုကြိုက်တယ်။ဒါနာတော့ရောနိုင်ငံတွေရောကြိုက်တယ်။ဒါပေမဲ့အနွယ်ထားမျိုးသက်တွေမကောင်းဘူး။တသစ်တာအယဘာသားလားသူသားလားခုချိန်ဒီတမိုင်းမှာရေးရမသိဘူး။ယာသတမန်နဲ့ရတဲ့ကလေးလားသူနဲ့ရတဲ့ကလေးလားမသိဘူးနော်။ထားလိုက်တော့မရှင်းလင်းဘူး။မယဘာသားပဲပြောပြောသူသားပဲပြောကျန်စစ်သားတယောက်ပဲရလိုက်တာ။ဘာကောင်းလို့နောက်ထပ်နော်။ဘယင်းတော်ဘယင်းတော်သားအနန္ဒစစ်တိုက်တဲ့နေရာမှာဆရာကြီးပဲ။ စစ်ဘေးကြီးဘရင်တော်33နှစ်စစ်တိုက်ခဲ့တာမြန်မာပြည်ရဲ့ area အကျယ်ဆုံးဖြစ်သွားအခုထက်3-4ဒသလောက်ကြီးတယ်ဘရင်တော် dynasty ဆိုပြီးတော့ Google မှာရှာကြည့်ဘလောက်မြန်မာပြည်ဘုံကြီးရဲ့4000ကြီးလိုပဲအကြီးပင်လယ်တွေရောဘာတွေရော6000ရှာနိုင်ငံတွေဆိုအကုန်လုံးနီးနီးပိုင်တရုတ်နိုင်ငံထဲမှာပြည်နယ်3ခုလောက်ပိုင်ဘင်္ဂလားဒေ့ရှ်အသံမတိဘူရာအိန္ဒိယအဲ့ဒါမြန်မာပိုင်နဲ့တည်းအဲ့မဲ့ဘရင်တော်အမျိုးအမြင်မရှိဘူးသူသားနန္ဒလက်ထက်ကြတော့တိုင်းပြည်ရပြတ်ဒါကြောင့်စစ်တိုက်တဲ့ုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူး ကျုပ်လူလူငယ်တွေအများကြီးတီးဖို့လို့စစ်တိုက်တဲ့ရုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူးနန္ဒက်လက်ထံမှာတိုင်းပြည်ပြတ်သွားဘင်းတော်သေးပြီးတော့ဘာမှမကြောက်တိုင်းပြည်ပြတ်တယ်အလောင်းမင်းတရားတပြည့်သူ့ကြိုက်တယ်အလောင်းမင်းတရားရဲ့ကောင်းဆောင်မှုကြိုက်သူ့သားလေးရောက်ဘယင်ဖြစ်တယ်ကုန်းပေါင်းမင်းဆက်ဆက်တဆက်ကုန်းပေါင်းတပြည့်တို့ဘာကြောင့်ကုန်းပေါင်းခေါ်တာကဲပြောကြည့်ပါဦးကုန်းပေါင်းဘာကြောင့်ကုန်းပေါင်းခေါ်ကုန်းပေါင်းကိုရှင်ပြတို့ကြားဘူးလားကုန်းပေါင်းဆိုတဲ့စကားကုန်းပေါင်းကြီးကျော်တို့ကျွတ်ကျွတ်ကျော်တို့ချိုးချင်းကျော်တို့ဟုတ်လား အဲ့ဒါမျိုးပြောလားကုန်းမောင်ကိုဘယ်နေရာမှာတွေ့ဘူးတော့။အော်ရွှေဘိုးပြည့်ရဲ့နာမည်တစ်မျိုးပေါ့နော်။ဟုတ်ပြီဒါလည်းမှန်တယ်ဗျာ။ကုန်းမောင်ကိုဘယ်နေရာမှာတွေ့ဘူးလဲ။အော်ရွှေဘိုးနန်းကွာ။ကုန်းပေါ့။ရဲကိုသွားတဲ့အခါတင်မောလေးပေါ့။လီတဘောတက်တဲ့အခါခုံးတက်တာဟုတ်ရဲ့လား။ဘာနဲ့တက်တာလဲ။ပြင်ချက်ကြီးတွေမထိုးဘူးလို့ပဲ။အဲ့ဒီပြင်ချက်ကြီးတွေကိုဘာလို့ခေါ်။ကုန်းပေါင်လို့ခေါ်တယ်။ပြတ်သွားတဲ့ တကြတာကူရင်မင်းသက်ကိုကုန်းပေါင်တို့ဆက်တဲ့အတိပဲမို့လို့ကုန်းပေါင်မင်းဆက်လို့ခေါ်တယ်။ကျက်တော်တဲ့မြန်မာမင်းသက်ဓမ္မရသာလက်ထက်ကလေအခုမန္တလေးဖြစ်နေတာလေသိုးတယ်။နေကင်းရောညာကင်းရောအမြဲတမ်းလူရက်တက်ဖြတ်နေတာ။အဲ့လိုပဲငါမင်းတို့ကိုယ်အိမ်ကိုယ်ဆောင်တော့ကွာကိုယ်ရက်ကွက်ကိုယ်တာဝန်ကြငါတော့မနိုင်ဘူးသူလွတ်ချလိုက်တာ။ဘိုးဆိုးကျင်ရွာသားအောင်စီရဘုံကြောင်သားတက်25နှစ်ဝင်းကြီးပဲရှိအဲ့ချိန်မှာ46ရာကိုစုပြီးတော့ထန်းလုံးခတ်တဲ့တော့နောက်အဲ့ဒီကနေတိုးချဲ့တယ်။၈နှစ်အတွင်းတန်နိုင်ငံလုံး ထိုင်းချင်တော့တဲနိုင်ငံလုံးဟာအလောင်းမတရားကြီးရဲ့လက်အကိုရောက်သွားလူတွေအများကြီးမသိဘူးကွန်မန်ဒိုတွေနဲ့တိုက်လာမင်းဘက်ကဆယ်ယောက်ငါဘက်ကဆယ်ယောက်ချက်ချက်အေးလူတိုင်းနာချင်းချင်းပဲဒါပေမဲ့တတ်တိချင်းရှင်းပဲနိုင်ရင်မင်းနိုင်ရင်မင်းအောက်ကငါလက်ခံငါဝင်မယ်ငါသစ္စာခံငါနိုင်ငါအောက်ကိုလက်ဆက်သစ္စာခံချိုးခိုးမတိုက်ဘူးပြောင်းမယ်အလောင်းမတရားကြီးရဲ့တကယ်လို့စိတ်တင်လေရေးထားတယ်အလောင်းမတရားဆိုတဲ့စာကိုဖတ်ကြည့်ပါရှင့် စကိုင်းဖို့တင်းရေးတဲ့တာကိုလည်းရှိတယ်အလောင်းမင်းတရားကြီးအလောင်းမင်းတရားကြီးကမအေးရတော်တော်တော်တာဟိုသူ့မအေးရလေအဲ့တော့ leadership ကိုဒီလိုထဲထဲဝင်လေ့လာတဲ့အခါဘာတွေ့လဲဆိုတော့ခေါင်းဆောင်ကောင်းတိုင်းမှာအမေကောင်းနေရှိတယ်အမေတွေတော်တော်အရေးကြီးတာပဲဆိုတော့ကလေးတယောက်မွေးစားကနေ7နှစ်တွင်းမှာအမေအရေးကြီးဆုံးပဲစိတ်ပညာပြောတယ်ဒေါက်တာကျော်စိတ်လူငယ်လမ်းညွန်ဆိုတဲ့စာအုပ်ထဲမှာမွေးစားကနေ7နှစ်ကအမေအရေးကြီးဆုံးပဲတဲ့7နှစ်ကနေအနည်း20ကအဖေအရေးကြီးဆုံးပဲတဲ့ အနည်းနဲ့ဆရာနေအစိတ်ကဆရာအရေးကြီးတယ်လူလောကတဲ့ဝင်တော့စီးပွားရေးလောကလူမှုရေးလောကအဲ့မှာဘယ်လိုဆရာနေသူတွေ့အဲ့ဒီသုံးခုရဲ့ပြည်ပြင်မှုကောင်းရင်အဲ့လူကထိတ်ထိတ်တက်တာထိတ်ဆုံးတို့ဆိုတာမျိုးလို့မွေးစားကနေစနစ်ကဘသူအရေးကြီးဆုံးလဲဗျာအမေအရေးကြီးဆုံးပဲအမေကျတော့ပခတ်လွှဲတဲ့လက်ကတိုင်းပြည်ဦးဆောင်တယ်အဲ့ဒါဗျာစိတ်ပညာအရကောအဲ့လိုပဲလွှမ်းမိုးမှုကလေအမေအမေရဲ့ရင်ခွေးမှာပို့ပြီးတော့ဒီလိုဖြစ်နေတာပဲနော်ဒါကြောင့်ဒီပြတော့ ဆ ्याम ဆွေဆွေရေးထားတဲ့ကျောင်းတဲ့ဒီမိုကရေစီမူကြိုကြောင်းအစသိခြင်း ਨੇ စအုပ်လေးပါဗျာ။နော်ဝေတို့ဆွေတို့ဒိန်းမတ်တို့ဒီလိုနိုင်ငံမှာဒီလူတယောက်ကိုဝင်ဆောင်ပြီဆိုရင်အဲ့ကိုဝင်ဆောင်နေရကိုဝင်ဆောင်မိခင်ကိုဆိုရဆောင်လျှောက်တာဆိုရဦးကြည်နေသွားတာအဲ့ကနေ့စာဘလောက်ဖတ်ရမလဲလေ့ကျင့်ကဘလောက်လုပ်အောင်မလဲဘယ်အာဟာရပြည့်ရတာဗီတာမင်ဓာတ်တွေဘလောက်ပြည့်ရတာသားရမလဲကိုဝင်ဆောင်မိခင်အသာဆောင်လျှောက်တပည့်တို့နိုင်ငံကိုကလေးဆိုပြီးတော့ဆွစ်စစ်ခုံနေတဲ့အချိန်မှာသူတို့ကနိုင်ငံတော်ကကလေးနိုင်ငံတော်ရဲ့ကလေးနိုင်ငံသားကောင်းဒီစိတ် ဲ့တော့မွေးပြီတနစ်တနစ်မိဘတွေကထင်းလို့ရတနစ်ကျော်တော့ဆိုရအောင်အဆိုရအောင်နေမှာအသူတို့ KG တွေခန္ဓာကာရတွေဘာတွေတို့တို့စီစဉ်နေထားပြီအထန်ကုန်စရာမလိုဘူးနော်နိုင်ငံရဲ့ GDP ကရလာတဲ့ gross domestic product ပေါ့ဒီလိုတော့ကိုတန်ဖိုးအဲ့ဒီရလာတဲ့ GDP တွေကိုအဓိကပဲနေရာမှာတုံးတယ်လဲဆိုတော့ပညာရေးမှာအဓိကတုံးပညာရေးမှာအဓိကတုံးအဲ့ဒီကနိုင်ငံတွေကလေဒါကြောင့်ထိတ်ရောက်အဲ့ဒါတော့အဲ့ဒီစနစ်တွေကိုဒီလိုနိုင်ငံကဘယ်သူလုပ်ခဲ့လို့ဆိုတော့ အနှောရထားလုပ်ခဲ့စာအုပ်တော့ညုံပဲဗျာတမန်ကပြောတော်ပကံပကံပြောတော်တမန်ဒေါက်တာတက်လွင်ကြီးပါလေဒါရှင်မြပကံမှာပဲဝယ်လို့ရကျန်တဲ့နေရာတွေတိတ်မရှိတမန်ကပြောတော်ပကံပကံပြောတော်တမန်ရွှေသီးကုံဘုရားတို့အာနန္ဒဘုရားတို့မှာဘူးအလွယ်ကူဝယ်လို့ရအခုခက်ဆိုရင်တော့3000လောက်ရှိရှိဘုရောကတော့သိကြည့်